ကျွန်တော်ပတ်စလီတယောက်မြေပြောလို့ချင်းဒီကစားသမားဖြစ်သူကိုရေတိုဖြစ်ဖြစ်တရာဒီဖြစ်ဖြစ်နေရာဒီဖြစ်ဖြစ်တပွေးဖြစ်ဖြစ်နေပွေးဖြစ်ဖြစ်ကျွန်တော်တို့ကမခေါ်ယူသင့်ဘူးအားလုံးမင်္ဂလာပါမယ်ဒီယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ message ဆောင်နေတဲ့အတင်းနဲ့ပတ်သက်ပြီးကစားသမားပြောင်းရွှေ့တည်လေးတပုတ်ရထားတာရှိပါတယ် United အသင်းနဲ့တော့ဗျာဇန်နဝါရီပြောင်းရွှေ့ကာလာတို့တွေမှာဆိုရင် Queen League ကိုအားပြဖို့အတွက် အေလာတေကွင်းလေကစားသမားတယောက်ဖြစ်တဲ့ရူဘီနီဘက်စ်ကိုလေနေတဲ့အတင်းကရေတိုကာလာနဲ့ခေါ်ယူဖို့ရှိနေကြောင်းဂျီကော့ဘက်ကနေကျွန်တော်တို့ပို့လို့ထားပါတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့နောက်ဆုံးရထားတဲ့တည်င်းအခြေအနေမှာဘလို့တွေပါဝင်မလို့ဆိုတာဆွေးနွေးတော့ပါမယ်အာမက်ရှယ်ဆောင်နေတဲ့အတင်းကမနေ့ပြန်ပရပိုးရင်အင်ကွင်းမှာပရီးမီးယားလိပွေးစဉ်6ခုကစားမှုရှိနေတယ်။ဒီနေ့ပြပြည်သူရူဘီအမွဲကလည်းအဲ့ဒီပွေးစဉ်နဲ့ပတ်သက်ပြီးတော့ပွေးချုပ်သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ရှိနေပါတယ်။ကိုသိန်းဘောဘွေးလာမှာက6နိုင်ဖြစ်တဲ့အတွက် အဆင်ပြေတော့ကျွန်တော်ဗီဒီယိုတင်ပေးပါမယ်တကယ်လို့ဗီဒီယိုတင်ဖို့နောက်ကျခင်မယ်ဆိုရင်လည်းဝေးကျစင်တင်ပြရှင်လေးပဲဗီဒီယိုကိုမတင်ဆက်တော့ဘူးပေါ့ဗျာဆိုတော့ကျွန်တော်ပြောင်းရွှေ့အနေနဲ့ပြောကြည့်အောင်စာသမားတွေမက်ရှယ်ဆောင်နဲ့တင်ရပေါ့ဗျာကစားသမားခေါ်ယူမွေးနဲ့ပက်တယ်လို့အခွင့်ရေးရှိနေကြောင်းဂျီကောဘယ်ကနေကျွန်တော်ဖော်ပြတော့ပါတယ်ကစားသမားအများစုကပေါ့ဗျာလာမေကဘာဗလာမှာနိုင်ငံအသစ်အနေနဲ့ပူပေါင်းပါဝင်နိုင်ဖို့အတွက်သူတို့ဟာဆိုရင်အသင်းပြောင်းတာတော့ပွေးထွက်ခွင့်အာမခံရှိတဲ့အသင်းတွေကိုပြောင်းရွှေ့ကစားဖို့အတွက်လည်းသူတို့ဆန္ဒရှိနေတယ်လို့ပြောထားတယ် မက်ချက်ဆောင်နေတဲ့အသင်းအတွက်ကလေးပေါ့ဗျာကွင်းနေကစားသမားခေါ်ဖို့လုံအောင်အင်မတန်ရည်ကြီးတဲ့အတွက်ခေါ်ဆောင်နိုင်မှာဖြစ်ကြောင်းဂျီကောပဲကျွန်တော်တို့ပို့လောက်ထားပါတယ်ဆိုတော့ကျွန်တော်အသင်းမှာလေးပေါ့ဗျာအမတန်ပြောလို့ချင်းကွင်းနေကတော့မဖြစ်မနေလွဲနေတယ်ဘာလို့ဆိုတော့အဲ့ဒီကွင်းလင်ကလည်းပဲကျွန်တော်အားကိုမရတဲ့ကစားသမားတွေရှိတယ်ကက်စမီယိုတို့လုံအောင်တိုက်ပဲနေတယ်ပြီးလို့ချင်းဦးဂါဒီတို့လည်းကျောင်းပြောင်းနေတယ် နောက်တစ်ချက်အသေးမှလူငယ်ကစားသမားလေးဖြစ်တဲ့ကိုဗီမိုင်နူးကိုလည်းအမ်မိုရယ်ကသဘောမကျတဲ့အတွက်ပွေတော်ခွင့်နဲ့မပေးဘူးဒီလိုအခြေအနေတစ်ခုမှာကိုတင့်အနေနဲ့ကွင်းလွင်ကိုထက်မဲ့အားဖြစ်နိုင်ဖို့ဇန်နဝါရီအပြောင်းရွှေ့ကာလတို့တွေမှာလှုပ်ဆောင်မှုရှိနေတယ်ပေါ့ဗျာဒီနေရာမှာလာမစ်ကပါပလာချေပေါဖို့ကလည်းကျွန်တော်တို့၄၅၆လလိုသေးတဲ့အနေအထားမှာဆိုရင်ပေါ့ဗျာကစားသမားအများစုကအသေးပြောင်းဖို့ဆန္ဒရှိနေကြတာပေါ့ဆိုလိုချင်တာကကစားသမားတွေကပေါ့ငယ်အသေးတင်နေမှာဝင်ဖို့အတွက်ဆိုရင်တရာဒီဖြစ်ဖြစ်နေရာဒီဖြစ်ဖြစ်တပွေးဖြစ်ဖြစ်နေပွေးဖြစ်ဖြစ် ကျွန်တော်တို့ကမခေါ်ယူသင့်ဘူးလက်ရှိသူတို့အသင်းမှာပေါ့ဗျာပွင့်ထုတ်ခွင့်နေရာမရတာတော့အခွင့်အရေးမရှိတာတော့ပုံစံတွေမှာဆိုရင် အသင်းပြောင်းမှသူတို့ရဲ့ခြေစမ်းတွေသူတို့ရဲ့ quality တွေကိုကဘာဖလာမှာရေးချစ်ခွင့်လေသူတို့ရှိနိုင်မှာပေါ့ဗျာဆိုတော့ဒီနေရာမှာပေါ့ဗျာမန်ချက်စတာအွန်နဲ့တဲ့အသင်းအားဆိုရင်ကွင်းလင်အတွက်လိုရာဒီမှာဆိုရင်ပြင်းပြင်းထားစောင့်ကြည့်ခဲ့တဲ့ Ruby Nibes ဒီကစားသမားအနေနဲ့လက်ချီပေါ့ဗျာအေလာအသင်းမှာကစားနေတဲ့အေလာအသင်းနဲ့2026ခုနှစ်စာချုပ်တက်တဲ့ကျွန်တော်ကုံဆိုးဖို့ရှိနေတယ် ကစားသမားဖြစ်သူအနေနဲ့2026ခုကွန်ပီဆိုရင်ပေါ့ဗျာဒီအေလာတင်ကစာချုပ်ထည့်မဲ့ပြီးတော့မချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင်အလွယ်နဲ့သူတို့ထွက်ခွာပေးရတော့မှာဆိုတော့ဒီလိုနေတာတခုမှအေလာတင်ကလည်းသူတို့ကစားသမားကိုဟိုအလွယ်နဲ့တော့လက်လက်ခံမှာမဟုတ်ဘူးဒီကစားသမားကိုတနေ့ဖြစ်ဖြစ်နေ့နေ့ဖြစ်ဖြစ်တဒန်တွမဲ့တခြားတော့အစ်တင်နေရခေါ်မယ်ဆိုရင်ပြောင်းချွေချင်းတန်း20တို့25တန်းတို့အဲ့လိုပေးပြီးတော့ခေါ်ရမှာဆိုတော့ဒီလိုနေတာတခုမှပေါ့ဗျာမက်ရှယ်ဆာအောင်နေတဲ့အတင်ကလည်းပဲရူဘီနီဘက်စ်ကိုခေါ်ယူဖို့အတွက်စင်တာရှိနေတယ် ဒါပေမဲ့အသင်းအတွက်ကတော့ဗောဗျာဒီကစားသမားဖြစ်သူကိုရေရှည်အတွက်ခေါ်ယူဖို့မရှိဘဲနဲ့ရေတိုးအတွက်သာခေါ်ယူလို့ဒါဖြစ်ကြောင်းဂျီကောဘယ်ကန်နဲ့ကျွန်တော်ပို့လောက်ထားပါတယ်ကစားသမားဖြစ်သူကကွင်းလေအသက်20ချီနေရှိပြီကျွန်တော်တို့အများသုံးလို့ရဒီကစားသမားကိုတစ်နှစ်နှစ်နေပေါ့ဗျာဆိုတော့တော်ဝင်ကြီးချင်းအပြင်မန်ချက်စတာနဲ့တဲ့အတင်ကလည်းရေရှည်မှာဒီကစားသမားနဲ့အဆင်မပြေပါဘူးကျွန်တော်တို့ကအဲ့ဒီကွင်းလေမှာဆိုရင်လူငယ်ကစားသမားတွေပြီးလို့ရှိရင်နောက်တစ်ချက်က အဲ့ဒီလူငယ်ကစားသမားတွေမှာတကယ့်ကို quality ရှိတဲ့ queen တွေကိုကျွန်တော်အားထည့်မဝရမှာအခု mention ဆောင်နေတဲ့အစ်မဆိုရင် kubi mining ထားလိုက်တော့ဗျာဒီကစားသမားကက emore ကနေပြတွေကခွင့်မပေးဘူး casimiro မင်းနောက်ရတီမှာဆိုရင်ဒီကစားသမားကိုအလွန်းနဲ့ထက်ကုန်ပေးရတော့မှာပြီးလို့ရှိရင် ugade နောက်ရတီမှာလည်းပဲဒီကစားသမားဖြစ်သူကအသေးပြောင်းဖို့ impotent ရခိုင်လို့ရှိနေတယ်ဒီလိုပုံစံမှာကျွန်တော်တို့မှာနောက်ထပ် queen တွေဘသူရှိလဲ bruno van der တယောက်လောက်ပဲရှိတယ် ဒါကြောင့်ကျွန်တော်ကမဖြစ်မနေအဲ့ဒီကွင်းလေးကို အားပြဖို့အတွက်ရေတိုအနေနဲ့ကတော့ဟုတ်ပါပြီတကယ်လို့ရူဘီနီဘက်စ်ကိုခေါ်ယူမယ်ဆိုရင်နောက်ထပ်ကစားသမားတစ်ယောက်ကလေးကျွန်တော်ခေါ်ယူဖို့လိုတယ်ဒါကြောင့်ပေါ့ဗျာကျွန်တော်အတင်းကရူဘီနီဘက်စ်ကိုရေတိုနဲ့ခေါ်ယူမယ်စားရှားအတင်းတွေကကစားသမားတွေကိုကျွန်တော်ခေါ်ယူဖို့အတွက်အများဆုံးရွေးချယ်လို့ရတယ်ကျွန်တော်စိုးစိုးကပြောသလိုပါပဲကဘာဖလားမှာပါဝင်ဖို့အတွက်ကိုပေါ့ဗျာကစားသမားအများစုကဆိုရင်အဲ့ဒီနိုင်ငံအသင်းတွေနဲ့ ပူပေါင်းဖို့အတွက်သူတို့ရဲ့ခြေစွမ်းတွေသူတို့ရဲ့ဒီကောင်းမွေတဲ့ကစားပုံတွေကိုတက်တက်ပြဖို့အတွက်ကလဲအသင်းတွေကျွန်တော်တို့ရှာဖွေမှကိုရမှာဆိုလိုချင်တာကကျွန်တော်တို့အခုလက်ရှိကစားနေတဲ့အသင်းမှာသူတို့နေရာမရတာတို့ရှိတယ်ပြီးလို့ရှိရင်တိုင်ပင်နေတဲ့အနေအထားတစ်ခုမှာအခုမန်ချက်စတာအောင်နေတဲ့လို့အသင်းမျိုးဟိုမီဒီယာတွေစောက်ကြည့်ခင်နေရတဲ့အသင်းမျိုးကိုအသင်းကပါဗျာဘလို့ပဲအချင်းတွေဆိုးဆိုးအချင်းတွေကောင်းကောင်းဟုတ်တယ်မလားရာလိတွေဆိုးဝနေပါစေမီဒီယာတွေရဲ့စောင့်ကြည့်မှုကိုကျွန်တော်တို့ခင်နေရတာ ဆိုတော့ United အသင်းကို Ruby Nimes ကရောက်လာခဲ့မယ်ပွဲတော်ကစားမယ်ဆိုရင် performance တွေကောင်းမတဲ့အနေအထားတခုကျွန်တော်စွမ်းဆောင်ရည်တွေပြားနိုင်တယ်တော့အဲ့လိုမျိုးတွေရှိတော့ခဲ့မယ်ဆိုရင်သူ့အနေနဲ့ကလည်းကဘာဖလားနိုင်ငံအသင်းနဲ့ပူးပေါင်းနိုင်ဖို့အဲ့လိုမျိုးခွင့်တွေသူရှိတော့နိုင်တယ်ဆိုတော့ကျွန်တော်တို့ Manchester United အသင်းကိုရောက်ပြီဆိုရင်ကစားသမားအများစုကပွဲတော်ခွင့်တွေရပါတယ်သူ့အတူတနေ့နေ့အဆင်မပြေလို့ရှိရင်တော့မင်းတို့ညောင်းတော့ပေါ့ဗျာဒါကြောင့်အေးကွင်းလေးကိုပေါ့ဗျာအားဖြည့်ဖို့နေရာမှာ လာမယ့်စံတော်ကြီးအပြောင်းအလဲတစ်ခုအတွက်ကစားသမားအများစုကလည်းကျွန်တော်ပတ်စလီတယောက်မြေပြောလို့ချင်းဒီကစားသမားဖြစ်သူကိုရေတိုဖြစ်ဖြစ်ကလေးအသင်းတွေကိုရေရှည်တဲ့နေရာမှာမက်ဆေ့ချာအောင်နေတဲ့အသင်းကိုလည်းပြောင်းထွေးလာနိုင်ရည်ရှိတဲ့တိုးတော်ညာလဲယူနေတဲ့အသင်းကတော့ဒီကစားသမားဖြစ်သူကိုရေရှည်မဟုတ်ပေရေတိုကာလာတစ်ခုအတွက်သာခေါ်ယူမှာဖြစ်တယ်ပေါ့ဗျာချင်းချင်းပြောလို့ချင်းကစားသမားဖြစ်သူကအသင်းတစ်စီးရှင်နေဖြစ်နေပြီကျွန်တော်လူအိုယူကိုပို့ရမယ့်အနေထားဒါကိုမက်ဆေ့ချာအောင်နေတဲ့အသင်းကမသိမိဘိုးဘိုးရိတ်သာကြာနေတယ် ိုးသိမခေါ်ဘူးလက်တိုင်အဲ့လိုမျိုးကစားသမားတွေဒါကဒီရတိမဟုတ်ဘူးနော်ပြီးခဲ့တဲ့စာကြည့်ရက်ကလစ်တို့မရောက်သေးခင်မှာလည်းပဲကျွန်တော်ကစီကြည့်ပြရတဲ့ကစားသမားတွေပြီးလို့ချင်းအသက်ကြီးတွေကစားသမားတွေနင်းနေလေးထေပေါ်နေတဲ့ကစားသမားတွေကိုဆိုရင်ခေါ်လေးခေါ်တာရှိတဲ့အတွက်အခုရူဘီနီဘက်အနေနဲ့ကလည်းပရီးမီးယားလေးအတွေးချုပ်ကြီးတွေကစားသမားလက်ရှိသူ့အနေနဲ့အေလာအသင်းမှာလည်းဒီကွင်းလေးပိုင်းကနေပြီးတော့ခြေစွမ်းပြောင်းမှုတွေရှိတဲ့ ကိုတင်ကလည်းဒီကစားသမားကိုခေါ်ဖို့အတွက်စောင့်ကြည့်မှုတွေပြီးခဲ့တဲ့နေရာဒီမှာကလေးကနေကျွန်တော်ရှိခဲ့တဲ့အတွက်အပြောင်းရွှေ့အနေနဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လေမပြေးလာနိုင်ဘူးလေမပြောနိုင်ဘူးဖြစ်လာမယ်ဆိုလေအမတ်ခေချင်တော့မရှိဘူးပေါ့ဗျာတိုးတော်ညာလည်းတကယ်လို့များပေါ့ဗျာကိုတင်ရဲ့အဲ့ဒီဇန်နဝါရီကာလအတွင်းတွေမှာအများကြီးအာမဖြစ်နိုင်ဘူးငါတို့ကတော့ရေတိုအနေနဲ့ဒီကစားသမားဖြစ်သူနဲ့ပဲတနည်းလောက်ဖြစ်ဖြစ်ခေါ်မယ်ပြီးလို့ချင်းအေလာတင်မှာကလည်းဟောစာချုပ်တွေပါလေချုပ်ဆိုဖို့လေရှီကောင်းရှင်းနိုင်တယ်တတန်တိုးကောင်းတိုးနိုင်တယ်ဘာကြောင့်လဲဆိုရင် ကျွန်တော်အချင်းမှပြောသလိုပါပဲဒီကစားသမားကိုသူတို့အနေနဲ့အလွဲ့နဲ့ထုတ်ကောင်းကိုပေးလိုက်ရမယ်ဆိုရင်သူတို့အတွက်တပြားတစ်ချက်ရမှာမဟုတ်ဘူးကစားသမားဖြစ်သူကတော့ဗောဗျာကဘာဖလားမှာကစားဖို့စင်တာရှိနေတဲ့အတွက်သူရဲ့ပွေထောက်ခွင့်ရရှိမယ့်အသင်းကိုတော့ရွေးရှင်ပါပဲဒီလိုအနေထားတစ်ခုမှာမက်ချက်စာအောင်တဲ့အသင်းကလည်းစောင့်ကြည့်မှုတွေရှိတဲ့ရေတိုကာလအနေနဲ့ခေါ်ယူဖို့အတွက်အားခိနေမယ်ဆိုရင်တော့ယူနေတဲ့အသင်းနဲ့လည်းဖြစ်ကောင်းဖြစ်နေတယ်ဒီလိုမျိုးဖြစ်ပြီဆိုရင်သူတို့အေလာအသင်းကလည်းတစ်နေ့ဖြစ်ဖြစ်နှစ်နေ့ဖြစ်ဖြစ်ကစားသမားဖြစ်သူကိုစာချုပ် ရှောက်ကောင်းရှုပ်ဆုံနိုင်တယ်ဘယ်လိုမှလို့ရှိအလွယ်နဲ့လဲထွက်ခေါ်ခဲ့ပေးကောင်းပေးလာနိုင်တယ်ဘယ်လိုဖြစ်လာမလဲဆိုတာအဲ့ဒီဇန်သမားတွေရဲ့ပြောင်းရွှေ့ကာလအနေထားတခုမှစောင့်ကြည့်ရဖို့ကျွန်တော်ရှင်းနေတာပေါ့ဗျာဆရာစာသမားတွေဒါကမန်ချက်စတာအောင်တဲ့အသင်းနေနေပေါ့ဗျာဇန်နဝါရီအပြောင်းရွှေ့ကာလတခုမှဆိုရင်ကိုအသင်းနေနေကွေးလီကိုအားပြဖို့ရှိနေတယ်အဲ့ဒီနေရာမှာပေါ့ဗျာအဲလာအသင်းရဲ့ကွေးလီကစားသမားရူဘီနီဘက်စ်နဲ့မန်ချက်စတာအောင်တဲ့အသင်းက တတိယလေးထွက်တဲ့လက်ရှိအချိန်မှာလည်းရေတိုအနေနဲ့ခေါ်ယူဖို့ရှိကြောင်းဂျီကောဘဲကနေပို့လို့ထားပါတယ်ကျွန်တော်ပတ်စလီတယောက်မြေပြောလို့ချင်းဒီကစားသမားဖြစ်သူကိုရေတိုဖြစ်ဖြစ်တရာဒီဖြစ်ဖြစ်နေရာဒီဖြစ်ဖြစ်တပွေးဖြစ်ဖြစ်နှစ်ပွေးဖြစ်ဖြစ်ကျွန်တော်တို့ကမခေါ်ယူသင့်ဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့မန်ချက်စတာနေတဲ့အသင်းကကစားသမားခေါ်မှုပိုင်းဒီမှာဆိုရင်အင်မတန်လွတ်လွတ်ရတာခက်ခဲမှုရှိနေပါတယ်။ကျွန်တော်တို့အသင်းကငွေသုံးတဲ့နေရာမှာလည်းလိုက်တာတခုတည်းကျွန်တော်ချင်းချင်းပြီးတော့သုံးနေရတယ်။ ဒီလိုအခြေအနေတစ်ခုမှာပေါ့ဗျာဒီကောင်းကလေးကျွန်တော်ရေတုံနဲ့ခေါ်မယ်နောက်ထပ်ကစားသမားတွေကလေးကျွန်တော်ခေါ်ယူဖို့ဒီလိုမျိုးချိလာခဲ့မယ်ဆိုရင်မလိုလားအဲ့ပဲကျွန်တော်ငွေကြေးတွေဖောင်းပွားမှုတွေရှိလာမှာဆိုတော့အဲ့ဒီ January ကာလမှာပဲ United အသင်းကခေါ်ယူဖို့တော့ရွေးချယ်လို့ရတယ်ကစားသမားတွေကလည်းပေါ့ဗျာအနိုင်ငယ်အသည့်တွေနဲ့အဲ့ဒီကဘာဖလာပွဲစီမှာပါဝင်ဖို့အတွက်သူတို့ကလည်းစင်တာရှိနေတဲ့အတွက်ထိပေါ်ကြော်ကြတဲ့ကစားခွင့်ရတဲ့ပြီးလို့ချင်းပြည်သက်တဲ့မီဒီယာတွေစောင့်ကြည့်မှုတွေအများဆုံးချီးတဲ့ အသိတွေကိုတော့ပြောင်းပါပဲဆိုတော့ဘလိုနာမလဲဆိုတော့စောင့်ကြည့်အောင်ပေါ့ညီကတို့အမြင်လေးတော့ဆွေးနွေးပေးကြပါအောင်မနေ့ပြန်မှာမက်ရှယ်ဆောင်နေတဲ့အသိတွေနဲ့အဝေးကွင်းဘရယ်ဖိုးရင်အင်ကွင်းမှာပရီးမီးယားလိုင်းပွေးစဉ်6ကိုကျွန်တော်တို့ကစားဖို့ချိနေပါတယ်6နိုင်မှာကျွန်တော်ဒီဗီဒီယိုစမယ်ပြောသလိုပါပဲအဲ့ဒီပွေးစဉ်နဲ့ပတ်သက်ပြီးတော့နေပြဖြစ်သူ Ruby Emery ကပွေးကြိုသတင်းစာရှင်းလင်းပွဲဗီဒီယိုကိုအစဉ်ပြေလို့အချင်းရခဲ့လို့ချင်းကင်ဆယ်ပေးပါမယ်ကြောင်းပြောကြရင်အားလုံးပဲကျေးဇူးများတင်ပါတယ်အားလုံးပဲโอเคပါ